့ရဲ့ကလေးလေးဆရာမလေးကိုသူများပြောတာမခံနိုင်လို့မိကဆွန်းကျွေးကိုတက်တက်လေးလုပ်ခဲ့တဲ့ကိုရှင်မဟိုတော်မလောက်ပါနဲ့ဆိုတဲ့ကိစ္စကနေဝလုံးကြီးဖြစ်သွားရင်တောင်တဘောကြတဲ့ဆိုပြီးနာမည်ကြီးခဲ့တဲ့ကိုရှင်မကတော့သူ့ရဲ့ကလေးလေးဆရာမလေးကိုလူပြောမခံနိုင်လို့မိကဆွန်းကျွေးကိုတက်တက်လေးလုပ်ခဲ့တယ်လို့သိရပါတယ်အစတုန်းကတနင်္ဂနွေလုံးအကြအောင်မိကပွဲကိုအကြိမ်ကြိမ်ကြပခဲ့တဲ့ကိုရှင်မဟာပြင်ဟင်းတီဟာရဲ့ထုံးနဲ့ရှစ်ကြောင့် နောက်ကျောင်းတွေကုံပေါ်ကုံပြီးအရှိတကဲကျူးနေခဲ့ရတာပါအဲ့ဒီနောက်မှာတော့တနမိုးတိမ်ပါထွက်လာခဲ့ပြီးသူတို့ရဲ့မပြစ်ခင်မှာတင်စနိုက်ကျော်ဖြစ်နေခဲ့တဲ့ဇလန်းကိုထွက်ရှင်ခဲ့ပါတယ်အဆိုပါလူတိချင်းကြပွဲကြီးမှာကိုချွမ်းမဘက်ကနေဝါဆုံမိုးဦးနဲ့ထွထုံးကအခိုင်အမာရက်တည်ပေးခဲ့တယ်လို့တခြားသောအနုပညာရှင်များစွာကလည်းဝန်းရံခဲ့ကြပါတယ်ဒါပေမဲ့ဒီကိစ္စကလကဘာဘော်ကကြည့်ရင်တော့တနမိုးတိမ်ကမှန်နေလေတော့ ကိစ္စတွေကတားလို့မရတော့ပဲရွှေမဆိုတာသမူစာကြီးကျွတ်လိုက်ပါလားဆိုတာကိုမြင်အောင်လာတယ်လို့ရွှေမယူလိုက်တဲ့ဆောင်းမလေးကိုလည်းတနိုင်ကလုံးကဝိုင်းဟခဲ့ကြပါတယ်။ဘလို့ဆိုးတယ်လဲဆိုရင်တကယ်တမ်းရှင်လာတဲ့အခါဆီလီကွန်ကနိုင်ရပါတဲ့တို့ဆောင်းမလေးဆိုလို့အယိုးကျော်ကုတယ်မှန်နေတာတကယ်တမ်းကဝေချံညှိရတဲ့ဆောင်းဝန်ဖြစ်နေတယ်လို့ဆောင်လီအောင်ပြောခံရပါတယ်ဒီဘက်မှာလူတွေကဝိုင်းပြောကြလျင်းနဲ့ဆောင်းမကမင်္ဂလာဦးညမှာတောင် အထိတ်မခံပဲရွှေမန်းကိုပြစ်ဒဏ်ရာရှာလေလေဖြစ်တာမို့လို့ရွှေမန်းခမတိုင်အကြီးကြီးပတ်သွားခဲပြီးကိစ္စတွေကိုရှင်းဖို့အတွက်တနမိုးတိမ်ရဲ့အိမ်ထိသွားပြီးတနမိုးတိမ်ရဲ့မိဘတွေကိုပါကြေအေးပေးပြီးတောင်းပန်ပြီးကြောခဲရပါတယ်သူဘက်ကနေရက်တိပြီးပွဲချနေတဲ့ထွန်းထွန်းကိုလည်းတော်ပါတော့လို့ပြောခဲရတဲ့အပြင်တနမိုးတိမ်ကိုလည်း စမူသားကြီးကိစ္စရပေးဖို့ရှုခိုးမတဲ့တောင်းပန်ခဲ့ရပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ပူပူနေနေယူထားတဲ့ရှေ့စင်းကြီးလေးအမြင်ကြည့်ဖို့အတွက်လဲလိုင်းပေါ်မှာသူနဲ့သူ့ရဲ့ဆောင်မလေးကဒါလင်းဖူးစာအစင်မှဖြစ်ကြောင်းသူဟာအရင်တုန်းကဘလောက်ဆိုးဆိုးအခုဆောင်မလေးရဲ့လက်ထဲကိုဒါသူ့ဘဝကိုပုံအားထားကြောင်းတကယ်ရှစ်လို့ဒါမြင့်မြင့်နေလို့လက်ခံယူတာဖြစ်ကြောင်းပုတ်တွေကြီးတင်ခဲ့ပါသေးတယ်။ဒီလောက်လောက်တော့မှ ယူကာဇဆောင်မာလေးကလည်းအမြင့်ကြီးသွားခဲ့ပြီးချွေမန်းကိုပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လူတီချင်းကြပွဲအကြီးကြီးလုပ်ရင်းပြစ်တနာအကြီးကြီးတက်မယ်ဆိုတာကိုသင်ကန်းစာကောင်းကောင်းရွာသားတဲ့ရွှေမန်းလည်းအခုတခါမင်္ဂလာဦးဆွန်းတွေကိုတိုးတိုးတိတ်တိတ်တာလုပ်ခဲ့တာဖြစ်ပါတယ်။အဆိုပါဆွန်းကျွေးပွဲမှာလည်းဘဒုကိုမှမဖိတ်ပဲဖုန်ကြီးနဲ့ရွှေမန်းတို့လင်မယားတာရှိခဲ့ပါတယ်။ဒီအကြောင်းကိုရွှေမန်းကလူများရင်စကားများများပြောရတဲ့လူနေရင်စကားနဲ့တဲ့ကျွန်တော်တသက်တာလုံးမှာ အမြတ်တနိုးတန်ဖိုးထားရတဲ့အမင်းကလေးဆိုလိုသည့်တယောက်ပဲရှိပါတယ်။ကျွန်တော်ထက်အကုန်ပုတ်ကြီးမှပြီးသဘောထားပြည့်ဝတဲ့အမျိုးသမီးဆိုပေမဲ့ကျွန်တော်ကတော့ကလေးလေးလိုပဲမြင်ပါတယ်။ကျွန်တော်ကလေးလေးအတင်းနှလုံးလေးကိုစိတ်ထင်တန်းဝိုင်းပြောနေတာကိုမခံနိုင်တော့လို့မင်္ဂလာဆွမ်းကျွေးကိုတော့တိုးတိုးတက်တိတ်ပဲလုပ်ခဲ့ပါပြီ။အားလုံးနားလည်ပြီးခွလွန်ပေးကြပါ။ဆဲကျင်လဲကျွန်တော်ကိုပဲဆဲပါ။ကျွန်တော်ကလေးလေးဆောင်းမလေးကိုတော့အလိုပေးပါဗျာလို့ရေးတင်ထားခဲ့ပါတယ်။ပိတ်တကြီးတို့ရော။ အခုလိုမျိုးယူကစားပူပူနေနေမိန်းကလေးကိုကာကွယ်ဖို့အတွက်မိင်္ဂလာဆုံးတွေကိုတက်တက်လေးလုပ်ခဲ့တဲ့ကိုချွေမအပေါ်ဘလိုများထင်ကြပါလဲနော်မမီတို့ရဲ့အမြင်လေးကိုလည်းရေးခဲပေးပါအောင်နော်ကြည့်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရှင်